ဖလားလက်မဲ့ထမဖြစ်အောင်ဒိုင်းစစ်မှုတောင်းပန်ကစားမနဲ့ကွင်းလေလူတွေခေါ်ယူမဲ့အာစတေအလုံးမင်္ဂလာပါ3 gate sport 2.0ကနေကြိုးဆိုပါရစ်အာရီဒါဆူဖလားအောင်ပွဲယူပေးရတော့မေလာမရသည်မှာဆူဖလားမရရင်အာရီဒါရဲ့အာစတေဒီပြယာသူစတေးလိုက်ရနိုင်ပါတယ်ဖလားလက်မဲ့ယာသည်ထမဖြစ်အောင်ကုချိန်ကလေးကအာရီဒါဂျိုးတင်ပြင်ဆင်ရပါမေလာမဲ့နေရာသည်ပြောင်းရွှေ့ကာလာမှာအာစတေကအင်အားပိုကောင်းအောင်ဇာမအစ်တွေခေါ်ယူရပါမေလီတဲ့တိုင်းစောက်သလိုဟိုလူခေါ်မဲ့ပြောလိုက် ဒီလူခေါ်မယ်ပြောလိုက်နဲ့တယောက်မှမရတာမျိုးမဖြစ်သင့်တော့ပါဘူး။အာစတန်အတွက်အရေးပေါ်လိုအပ်တာအဆုံးသတ်တိုက်စစ်မှုပါ။အီဆက်ဆက်စကိုယောဂီရစ်တိုကိုအာစတန်ပြန်ပြီးတော့ပြတ်မှတ်ထားပါမယ်။လက်ရှိအသည့်ပရီးမီးယားလိမှာလည်းအာစတန်ကချန်ပီယံစုကိုမျောလင်းခွင့်ရှိခဲ့တယ်။ဒါပေမဲ့ပြီးခဲ့တဲ့ရာသီလုံးကထက်အာစတန်ကရမှတ်လျော့သွားပါလိမ့်။ပြီးခဲ့တဲ့ရာသီလုံးကပွဲစဉ်35ပြီးဆုံးချိန်မှာရမှတ်80ရခဲ့မိ။အခုရာသီမှာ68မှတ်ပဲရပါသေးတယ်။အာစတန်ကပြီးခဲ့တဲ့ရာသီကထက်ပိုပြီးတော့ညံ့လာတာပါ။ အပြောင်းလဲကြီးကြီးမားမားမလုပ်လို့မရတော့ပါဘူး။အာဆင်အာဆာဒရိုက်တာအစ်စ်ဘာတာကအနာဂတ်ကိုကစားသမားအစ်စ်တွေခေါ်ယူပေးပြီးတော့အကောင်းဆုံးစီမံပေးရပါမယ်။အီဆက်ကအာဆင်အိမ်မက်ကစားသမားပါ။2022ခုနှစ်မှာဆိုစီတက်ကနေရောက်လာတဲ့အီဆက်ကနျူကာဆယ်နဲ့အတူပြိုတိုင်းကြိုက်တဲ့နှင်းစီကိုင်းဖြစ်နေပါပြီ။အာရီတာကအီဆက်ကိုအထူးသဘောကျပြီးတော့လိုချင်နေတာကြားပါပြီ။အီဆက်ကိုရိုင်းလဲအာဆင်ကိုပြောင်းရွှေ့ကစားခြင်းရယ်လို့သတင်းထွက်နေပါတယ်။နျူကာဆယ်ကတော့သူရဲ့တိုက်စစ်ရဲနာအီဆက်ကိုလုံးဝရောင်းချလိုချင်မရှိပါဘူး။ လာမယ့်ရာသီချန်ပီယံလိဝင်ဝင်ရရင်အီဆက်ကိုနျူကာဆယ်မှာဖြစ်မနေဆက်ပြီးတော့ထိန်းသိမ်းထားမှာပါနျူကာဆယ်နဲ့အီဆက်ကြားစာချုပ်သက်တမ်းက၃နှစ်ကြာနေသေးလို့အာစတန်ခေါ်ယူမယ်ဆိုရင်ဆိုင်းနေပြောင်းရွှေ့ခြင်းပေးရပွဲရှိနေပါလိမ့်အီဆက်ကိုလီဗာပူးအသင်းကလည်းစိတ်ဝင်စားနေပြီးတော့နျူကာဆယ်သားချန်ပီယံလိကစားကွင်းမရရင်အီဆက်အသင်းပြောင်းရွှေ့သွားပွဲရှိနေပါလိမ့်အီဆက်ကပရီးမီးယားလိနဲ့ရင်းနှီးပြီးသားဖြစ်တယ်လို့ဥရောပပြိုင်ပွဲအတွေ့အကြုံလည်းရှိလို့အာစတန်အတွက်အသင်းတော်ဆုံးတိုက်စစ်မှုပါပဲအီဆက်ကိုမရရင်အာစတန်က live စစ်အသင်းကဆက်စကိုနဲ့ Sporting Lisbon တင်းကတိုင်းစီမှု Yogiris တို့ကိုပြန်ဖတ်ထားနေပါတယ်။ Sasco က Aston ကိုရောက်ဖို့နှိစပ်ပြီးမှဖြစ်မလာတဲ့တိုင်းစီမှုပါ။ပြီးခဲ့တဲ့ဇန်နဝါရီပြောင်းရွှေ့ကာလမှာလည်း Sasco ကို Aston ကျိုးပန်းခဲ့ပြီးမြိတ် Live စ်အင်းကညှင်းဆန်သွားခဲ့ပါတယ်။လာမယ့်နှွေရာသီပြောင်းရွှေ့ကာလမှာဈေးကောင်းရမယ်ဆိုရင် Sasco ကို Live စ်အင်းကရောင်းချသွားပွဲတော့ရှိနေပါတယ်။အသက်22နှစ်ရွယ် Sasco ကလက်ရှိရာသီမှာ26ဂိုးသွင်းထားပြီးတော့အစွမ်းပြနေခဲ့တာပါ။ Aston နှိစနစ်နဲ့ကိုက်ညီမဲ့တိုင်းစီမှုမျိုးလည်းဖြစ်ပါတယ်။ အာစနယ်အောက်ဆက်ဒရိုက်တာဘာတာကတော့ဆက်စကိုထက်ယိုဂီရစ်ကိုပို့ပြီးတော့သဘောကျနေခဲ့ပါတယ်။အသက်28နှစ်ပြည့်တော့မဲ့ယိုဂီရစ်ရဲ့ပေါက်ကွဲအားကပရီးမီးယားလိနဲ့ပို့ပြီးတော့အသားကျလိမ့်မယ်လို့သူကယုံကြည်နေတာပါ။ပြီးတော့ယိုဂီရစ်ကဆက်စကိုထက်ပြောင်းဆွေချေပို့ပြီးတော့နဲတဲ့အချက်ကလည်းဘာတာကိုဆွဲဆောင်နေပါတယ်။လက်ရှိအသမာယိုဂီရစ်ကအမှတ်ပေးပြိုင်ပွဲတွင်ကိုပေါင်း36ဂိုးတိကိုတွင်ထားပါတယ်။အာစနယ်ကတောင်ပိုင်းကစားမတူးကိုလည်းလိုချင်နေပါတယ်။ညာတောင်ပိုင်းမှာစာကာနဲ့ဝန်ရီရှိနေလို့အာစနယ်ပူစရာမလိုပေမဲ့ ဘယ်တော့မှမာတင်နယ်လီထပ်ပို့ပြီးတော့ပေါက်ကွဲအားပြင်းထန်ပဲတောင်ပိုင်းကစားမတူးလိုအပ်နေတာပါအာဆန်ကဘီဘောအုပ်တင်းရဲ့တောင်ပိုင်းကစားမနီကိုဝီလျံစ်ကိုပြစ်မှတ်ထားနေပါတယ်နီကိုဝီလျံစ်ကဘီဘောအုပ်တင်းရဲ့ယူရိုတန်း90တန်းရောကြီးစာချုပ်ချုပ်ဆိုထားပြီးတော့အဲ့ဒီပမာဏကအာဆန်အလွယ်တကူပေးနိုင်တဲ့ပမာဏမျိုးပါနီကိုဝီလျံစ်အပြင်အာဆန်ကဒေါ်မွန်ကျဲပွင့်ဂေတန်စ်ကိုလည်းစိတ်ဝင်စားနေပြန်ပါတယ်ဘယ်သူပဲရောက်လာရောက်လာအာဆန်အတွက်အကျိုးရှိမဲ့ခေါ်ယူမှုမျိုးဖြစ်လာမှာပါဖလာမင်ဂိုအသင်းကိုပြောင်းတော့မဲ့ဂျော်ဂျင်းညိုနေရာအတွက်ဇူဘီမန်ဒီနဲ့အာဆန်အစားထိုးခြင်းနေပါတယ် ပါတီကိုအာစတင်ကစာချုပ်တက်တန်းတိုးမှာဖြစ်လို့ဇူမီမန်ဒီပါတီကွင်းလေအတွက်ဖက်ကခန်းစစ်တော့ပို့ပြီးတော့အားကောင်းစီမှာပါဒက်ကလန်ရိုက်စ်တိုက်စစ်ကိုလောလတ်လတ်လိုက်ပါကစားနိုင်မှာပါအာစတင်ကပြတ်မှတ်ထားနေတဲ့အတိုင်းတိုက်စစ်မတူတောင်ပိုင်းကစားမတူကွင်းလေလူတူးကိုခေါ်ယူနိုင်မယ်ဆိုရင်ဖလားလက်မဲ့ရာသီကိုအဆုံးတတ်နိုင်မယ်ထင်ပါတယ်ဒီဘောကတော့လောက်ပါပဲအားလုံးကိုကျေးဇူးတင်ပါတယ်